ခဲအားလုံးမမြင်တော့ခင်ဗျာဒီနေ့ကျွန်တော်တို့ market analysis လေးတစ်ချက်လောက်လုပ်ကြည့်အောင်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဒီနေ့ညတနင်္ဂနွေနေ့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တနင်္ဂနွေညဖြစ်တဲ့အတွက်ကြောင့်အော်မလန့်ဖြန်ဆိုလို့ရှိရင်ကျွန်တော် forex market ကစပြီးတော့ ဖွင့်ပြီဗောနော်စာယူအဖွင့်ဖြစ်တယ်တော့ကျွန်တော်တနင်္ဂနွေနေ့ညမှာကျွန်တော်တို့ရဲ့ routines အတိုင်းကိုကျွန်တော်တို့ market ကို analysis လုပ်အောင်ဗောနော်အဲဒီကြားထဲမှာ market ကို analysis လဲ video ကျွန်တော်မတင်ပြတာ market ကဘဲမှလည်းမတော်ဘဲမှလည်းရွေ့မနေဘူးရွေ့မနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကလည်းအဲဒီတိုင်းပဲစိတ်ရှည်ရှည်နဲ့စောင့်ကြည့်နေရတဲ့ကာလဗောဗျာပြောမယ်ဆိုလို့ရှိရင်အတက်ထက်ဟိုအကြကတော့ပိုအားတာနေတဲ့အနေအထားမျိုးရှိတယ်အဲ့တော့ကျွန်တော်တို့ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော် crypto ဘက်မှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာကျွန်တော် market ash ကိုရောက်နေတဲ့အဲ crypto pay pay လေးနှစ်ပဲလောက်ကိုကျွန်တော်ဒီ market analysis လုပ်ပေးချင်ပါတယ်အဲ့တော့ market analysis ကိုမလုပ်အဲ့ဒီ pay နှစ်ပဲကို market analysis မလုပ်ပေးခင်မှာအာကျွန်တော်တို့ဟိုဒီဘက်မှာတကယ်အဲ bit event တွေကလည်းပြီးသွားပြီအာကျွန်တော်တို့ FOMC ကလည်းပြီးသွားပြီအခုဟိုလိုခဲ့တဲ့တောက်ကြံတွေကကျွန်တော် nfan pay ကလည်းအဲပြီးသွားခဲ့ပြီပေါ့နော်အဲပြီးသွားခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကအာအဲ့ဒီ event တွေအပြီးမှာ market ကဘလို့ ဟိုကျွန်တော်တို့တုံ့ပြန်မလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကအချက်ကိုပဲကြည့်ရတာပေါ့ဗျာအဲကျွန်တော်ကတော့ phenomenal phenomenal trader မဟုတ်တဲ့ကြောင့်ကျွန်တော်တို့ technical ပဲ trader ဖြစ်တဲ့အတွက်ကြောင့် technical ကိုပဲကျွန်တော်တို့ဦးစားပေးပြီးတော့ကြည့်ပြီးတော့ပဲအဲကျွန်တော် market ကိုပြန်ဝင်လာတဲ့အနေအထားမျိုးပေါ့နော်အဲ့တော့ဒီမှာ leading indicator ဖြစ်တဲ့ကျွန်တော်တို့ BTC ကိုတစ်ချက်အရင်ကြည့်လိုက်မယ် BTC ကတော့လောလောဆယ်ဒီနေရာမှာကျွန်တော်တက်နေတယ်အဲတက်နေဆိုတော့3800ဆုံးဆုံးမှာကျွန်တော်တက်နေတယ်ဘာလို့တက်နေရတဲ့အနေအထားမျိုးရှိလဲဆိုတော့ horizontal horizontal support resistance အရာကျွန်တော်တို့ကဒီနေရာလေးမှာအာကျွန်တော်တို့ ာယာတွေကအားကောင်းနေတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဟိုဒမန်းစုံကြီးဒီနေရာမှာရှိနေတဲ့ကြောင့်ဒီနေရာမှာဗနေရရှိပြီလဲဆိုတော့ဟောကျွန်တော်တို့တရက်၂ရက်၃ရက်၄ရက်၅ရက်၆ရက်ပေါ့နော်နှစ်၄၆ရက်၆ရက်တိတိဒီနေ့နဲ့အပေါင်းလို့ဆို၆ရက်တိတိကိုကျွန်တော်ဒီနေရာမှာသူကအာတန့်နေရောဗျာအောက်လည်းမစင်းနိုင်တယ်လို့အပေါ်လည်းမတက်နိုင်ဘူးပေါ့နော်ဘာလို့အပေါ်လည်းမတက်နိုင်တာလဲဆိုတော့အပေါ်ကဇုံကလည်းဒီဇုံကလည်းကျွန်တော်တို့ကတကယ် heavily ဇုံကြီးဖြစ်နေတာပေါ့နော် heavily ဇုံကြီးဖြစ်နေတာအရင်ကကျွန်တော်ရှိခဲ့တဲ့ဒီမှာအာ အရင်က resistant အဟောင်းတွေပေါ့နော်ဒီမှာရှိခဲ့တဲ့နေရာတွေကလုံးဝ heavily ဆိုရင်ဖြစ်နေရဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနေရာပေါ်ကိုဒီနေရာကိုတော့ကျွန်တော်တို့က break out ဖြစ်သွားခဲ့အဲ့ဒီနေရာကို break out ဖြစ်သွားပြီဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဘာကိုဦးစားအားပေးပြီးကြည့်ရမလဲဆိုတော့အဲ့ဒီနေရာကို retest ပြန်အလာကိုလက်ရှိဦးစားပေးပြီးကြည့်နေတာဖြစ်တယ်အဲ့တော့ BTC ကဒီစုံတသိန်းကိုထပ်ပြီးချိုးသွားပြီဆိုလို့ရှိရင်တခြား alternative coin off coin တွေကလည်းကျွန်တော်တို့ကအောက်ကိုထပ်ပြီးဆင်းနိုင်ရှိတယ် ပေါ့နော်တကယ်လို့မဟုတ်ဘဲနဲ့ဒီဇုံကကျွန်တော်တို့ support အနေနဲ့အလွတ်လွတ်သွားပြီဆိုလို့ရှိရင်အဲဒီဇုံကိုတစ်ချက်ပြန်ကြည့်အောင်ပေါ့နော်ဒီဇုံမှာ resistant အနေနဲ့ကျွန်တော်တို့ပြန်လာနေနိုင်တယ်ဆိုလို့ရှိရင်တော့အောက်ကိုဆက်ဆင်းပါပေါ့နော်လက်ရှိဒီဇုံအပေါ်ကိုဟိုကျွန်တော်ဒီဇုံမဖောက်သေးတာကသူက liquidity မရနိုင်သေးလို့လည်းဖြစ်ဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအာတော်ရုံတန်ရုံကျွန်တော်တို့တီကြီးမမ အာဖြစ်နေတဲ့ဇုံတွေဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော်လုံးဝကြီးမားနေတဲ့ကျွန်တော်တို့ဟိုဘယ်လိုပြောမလဲ liquidity အရင်အားကောင်းနေတဲ့နေရာတွေဟိုကျွန်တော်တို့ demand အားကောင်းနေနေရာတွေကိုဖောက်ဖို့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအာတော်ယုံတယုံနဲ့ကျွန်တော်တို့ကမဖောက်ဘူးပေါ့နော်မဖောက်ဘူးကျွန်တော်တို့ကအာအဲ့လို big event တွေကိုစောင့်နေနောက်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဟိုဒီတသိန်းနဲ့မှ6000ကျော်ကိုကျွန်တော်တို့ဟို ဟိုပြန်အားယူလာတယ်လည်းဖြစ်ကောင်းဖြစ်နိုင်ခြေရှိတယ်ဗောနော် diabetes ကိုဟိုကျွန်တော်တို့က overall brief အကြမ်းမြင် analysis လုပ်လိုက်တဲ့ပုံစံဗောနော်ကျွန်တော်ကတော့ဒီနေရာတွေမှာစောင့်ကြည့်နေတယ်ကျွန်တော်ဒီနေရာတွေမှာစောင့်ကြည့်နေတယ်ဒီနေရာမှာစောင့်ကြည့်နေတယ်ဒီနှစ်နေရာကိုစောင့်ကြည့်နေတာဗောနော် okay အဲ့တော့ကျွန်တော်တို့ ash နဲ့ရောက်နေတယ်မဟုတ်က ash ကိုရောက်နေတယ်အဲ pair လေးနှစ် pair ကိုကျွန်တော်ဒီမှာ analysis ကိုပထမအရင်လုပ်ပေးကြပါလေအဲ့တော့အဲ့တော့ဘယ် pair နှစ် pair လဲဆိုတော့ sorry ဟွန်း ကျွန်တော်တို့ပေးပေးလဲဆိုဒီမှာ injustice ဆိုရပေးပေါ့နော် ing USDT ဆိုတဲ့ pair ပေါ့နော် ING USDT ဆိုတဲ့ pair မှာကျွန်တော် horizontal support resistance ရာဒီနေရာလေးကိုကြည့်ကြည့်ပါနော်ဒီနေရာလေးကကျွန်တော်တို့ကအရင်ကျွန်တော်တို့ဒီမှာ support ဖြစ်ခဲ့တာကိုကျွန်တော် breakout ဖြစ်သွားတယ် retest ပြန်လာတယ်အခုလက်ရှိ retest မှာဘာပေါ်နေလဲဆိုတော့ကျွန်တော် shooting star ပေါ်နေတယ်ပေါ့နော်အဲ့တော့ shooting star ပေါ်နေတာဖြစ်တဲ့အကြောင်းဒီနေရာမှာကျွန်တော်ရဲ့ strategy ရာဆိုမှဖြစ်မနေကျွန်တော် action ယူရပါတယ်အဲ့တော့ကျွန်တော်ရဲ့ trading strategy ရာကျွန်တော်မဖြစ်မနေ action ယူရတာဖြစ်တဲ့အကြောင်းဒီနေရာမှာကျွန်တော်တို့ကဟို TP ရော away မထား ားဘူးပေါ့နော်အာဒါပေမဲ့ကျွန်တော် order တော့လောလောဆယ်တော့မပွင့်သေးဘူးဘာလို့မပွင့်သေးလဲဆိုတော့ကျွန်တော်ကနီးနေသေးများနီးအောင်အောင်ကျွန်တော် stock loss နဲ့ကတ်ပြီးတော့ထားရတာဖြစ်တဲ့ကြောင့်ကျွန်တော်လောလောဆယ်တော့ order မပွင့်သွားမပွင့်သေးဘူးပေါ့ဗျာတကယ်လို့များမလာခဲ့ဝဲနဲ့တန်းဆင်းွားခဲ့တည်ရှိတော့ကျွန်တော် order ကတော့ပွင့်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီနေရာလေးရှိတယ်ဘာကြောင့်ကျွန်တော်က action view ကကျွန်တော် horizontal support resistance တွေပဲညဒီမှာ support ကို breakout ဖြစ်ထားတယ်အခုလက်ရှိ retest မှာကျွန်တော်တို့အပေါ်မှာအာအပါ share rule ပေါ့နော် upper share rule အရှိကြီးနဲ့ကျွန်တော်တို့ဒီမှာ volume ကလည်းဒီမှာနော်ဒီမှာနော် volume နဲ့ပါတယ်ကျွန်တော်ဒီမှာပြပေးမယ်အာ upper share rule အရှိကြီးနဲ့ဒီနေရာလေးနော်ဒီနေရာလေး ဒီမှာဘောလုံးအရှိကြီးကလည်းပါတယ်ပေါ့နော်ဘောလုံးကလည်းပါတာဖြစ်တဲ့ကြောင့်ဒီနေရာမှာကျွန်တော်တို့ကအယောင်းဝင်သွားခဲ့ပေါ့နော်အယောင်းဝင်သွားပြီးတော့လက်ရှိအဲဒေးရနေနေကြနေတယ်အဲဒီဒီနေ့ကတော့ market က move တော့တိတ်မလို့ဘူး Sunday ဖြစ်တဲ့ကြောင့်အညာ US assumption လောက်ဆိုရင်တော့ဟောကျွန်တော်တို့ဒီနေနေတော့လှုပ်ရှားမယ်လို့လို့ယူဆတယ်ပေါ့နော်ဟောလောလောဆယ်ဒါကတော့ဟော Bitcoin ကတက်မလားကျမလားမသိတဲ့အနေအထားမျိုးမှာကျွန်တော်စောင့်ကြည့်နေရတဲ့အနေအထားမှာဒီနေရာမှာဘာလို့အရှင်ယူလိုက်ရတယ်လဲဆိုတော့ ကျွန်တော်ကကျွန်တော်ရဲ့အဲဒီ trading strategy အရာကျွန်တော်ယူလိုက်ရတာဖြစ်ပါတယ်။ Okay ဒါလေးကတော့ကျွန်တော် horizontal support resistance အနေနဲ့အဲကျွန်တော် action ယူထားတဲ့ပုံစံမှာနောက်တစ်ခုကကြတော့အာနောက်တစ်ခုကကြတော့ဘာရှိမလဲဆိုတော့အာနောက်တစ်ခုကနောက်တစ်ခုကကြတော့ကျွန်တော်တို့ cake ပေါ့နော် cake kate usdt ပေါ့နော် kate usdt မှာဆိုလို့ရှိရင်အင်းကျွန်တော်တို့ကအော်ဗာလဲဆိုတော့ sorry okay kate kate usdt မှာဆိုလို့ရှိရင်တော့လက်ရှိတော့ကျွန်တော်အရှင်းပြပါသေးဘူးဒါပေမဲ့ဒီမှာ heavily trend line တခုရှိတယ်အဲ့ trend line ကိုသူက breakout လှုပ်ထားတာပေါ့ဗျာအဲ breakout လှုပ်ထားတာဖြစ်တဲ့ကြောင်ဩဒီမှာတော့ဩကျွန်တော်တို့တက်တက်ဆက်ဆိုင်ကကျွန်တော်တို့ trend line ကတအားအားကောင်းနေတဲ့ trend line ကိုသူက breakout လှုပ်ထားပြီးဒီမှာ retest ပြန်လာနေတာပေါ့ဗျာ retest ပြန်လာနေတဲ့အချိန်မှာသူ့ရဲ့ market ash ကိုရောက်နေပြီဗျအဲရောက်နေပြီဖြစ်တဲ့ကြောင့်ဒီနေရာမှာအာဒီနေ့ကနေအပိတ်ကိုကြည့်အောင်ဗောနော်ဒီနေ့ကနေအပိတ်ကိုကြည့်ပြီးတော့ကျွန်တော်တို့က trend line retest 1 2 3 retest နဲ့ကျွန်တော်တို့ကယူအောင်ပါဗောနော်ဟာ trend line retest နဲ့ယူပြီးတော့မှာကျွန်တော်တို့က tpo တော့ကျွန်တော်က away တော့မထားခြင်းဘူးအာကျွန်တော် tpo တလောက်လောက်မှာပဲကျွန်တော်ထားမယ်ဆိုလို့ရှိရင်လည်း ထားမယ်ပေါ့နော်အဓိကတော့ကျွန်တော်ရဲ့အဲ ratio ကနှစ်ဆသို့မဟုတ်တော့လကောင်၃ဆတော့လကောင်၄ဆတော့တကောင်အဲ့လိုရရင်ကျွန်တော်တော်ပြီပေါ့လို့ဆိုတော့ဟို market ကတက်မလားမကျမလားဆိုတာကလောလောဆယ်အဖြေမထွက်သေးဘူးမနှက်ဖြန်အဲငါစပြီးတော့ကျွန်တော်တို့မနှက်ဖြန်လောက်ဆိုရင်တော့ကျွန်တော်တို့အဖြေထွက်ကောင်းထွက်နိုင်တယ်အဲ market ဒီကအပေါ်ပဲဆက်သွားမလားအောက်ကိုပဲဆက်ဆင်းမလားဆိုတဲ့အနေအထားမျိုးမှာမူတည်ပြီးတော့ကျွန်တော်တို့ကအာထပ်ပြီးတော့ ဟိုအလုံးလုံးအောင်ဖြစ်တဲ့ကြောင်ဒီမှာတော့ကျွန်တော်တို့က TP ကိုကျွန်တော် away ရောမယူဘူးပေါ့နော်လောလောဆယ် away ရောမယူမယူမယူဘာလို့ဆိုတော့အရှင်ယူလိုက်ရတာ လေကျွန်တော်တို့က market ash ကိုရောက်နေတာဖြစ်တဲ့ကြောင့်ကျွန်တော်ရဲ့ strategy ထဲမှာပါဝင်နေဖြစ်တော့ဘာနေနေကျွန်တော်တို့ကအရှင်ယူရမယ့်အနေအထားမျိုးရှိနေတယ်ဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကဒီຢာလေးကိုအရှင်ယူလိုက်တဲ့သဘောဖြစ်ပါတယ် okay ဒါလေးကတော့ကျွန်တော်တို့ဟိုဒီ BTC market ကို overview or overall အကြံဉာဏ်လေးနဲ့ကျွန်တော်တို့ cake နဲ့ကျွန်တော်တို့ incentive မှာအာကျွန်တော် market analysis လေးကိုကျွန်တော်တနေ့နေ့ညအတွက်ကိုဒီမှာတင်ပြလိုက်တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်